ဒါစပြီးတော့ပြမယ်ပေါ့လေနော်စပြီးပြမယ်ဆိုတော့ကောင်းပြီဒါဆိုရင်နော်အခုပထမဦးဆုံးဒီခွန်ပရိတ်နဲ့ပတ်သက်ပြီးတော့ခွန်ပရိတ်နဲ့ပတ်သက်ပြီးတော့ဦးနဲ့တို့ဒီမှာတခြားမလို့အပ်တဲ့တောက်တွေတော့ဒါဦးနဲ့မပြတော့ဘူးပေါ့နော်ဒီတိုင်းလေးပေါ့ဒီတိုင်းလေးဒီ site ထဲကနေပြီးတော့ဦးနဲ့ကပြီးခဲ့တဲ့တပွဲကျော်လောက်ကပဲ ခွန်ပရိတ်နဲ့ပတ်သက်ပြီးတော့863ရဲ့64ရဲ့142ရဲ့656ရဲ့เนาะအဲ့ဒီထဲကနေပြီးတော့ကဏ္ဍနှစ်ကွက်ထွက်မယ်ဆိုပြီးတော့ဒါဒီလိုင်းကလေးကိုဒါမွေးကနန်းအဖြစ်နဲ့ဥနိုင်တင်ပေးခဲ့တယ်เนาะဥနိုင်ရဲ့အကောက်ထဲမှာအဲ့မွေးကနန်းတွေကတော့အသေးသေးကြည့်လိုက်ခုအဲ့ဒီထဲကနေပြီးတော့ဒါဥနိုင်ကအစားပြမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီစနစ်ထဲမှာခွန်ပရိတ်က၄ချိန်ထွက်ရမှာ ်ခွန်ပရိတ်၄ကြိမ်ထွက်ရမှာဆိုတော့ဒီပွဲမှာဒါဥနိုင်ကဥနိုင်ရဲ့အကြိုက်ဆုံးပန့်ဩကနန်းဒီဘရိတ်ခွန်ကနန်းဖြစ်တယ်အဲ့ဒီဘရိတ်ခွန်ကနန်းကိုမှပထမတုန်းကတော့ဒီတစ်တုံညာ6ဆိုတဲ့ကနန်းကိုဩကနန်းထုတ်ဖို့ပဲသို့တော့တစ်တုံညာ6ထက်ကောင်းတဲ့ကနန်းတစ်ခုကဒါဥနိုင်တွေးရှိထားတဲ့အတွက်ဒါတစ်တုံညာ6ကိုတော့ဒါအရန်ထဲမှာထည့်ပစ်လိုက်တယ်အရန်ဆိုဝင်မယ်လို့ပန့်ဩကနန်းနီနီကောင်းတယ်နော် ဒါဦးနဲ့မိတ်ဆွေတွေဒါဦးနဲ့နဲ့အတူတူဒါလေ့လာကြည့်အောင်ပေါ့နော်၃နောက်ဘိတ်၅နောက်ဘိတ်ဒီ၃လုံးကရှိပေါင်းကတိုင်ပင်ကွာဝေးအတူတူပဲ၃နောက်ဘိတ်၅နောက်ဘိတ်ဒီ၃လုံးကရှိပေါင်းက၃နောက်ဘိတ်၅နောက်ဘိတ်ဒီ၃လုံးကရှိပေါင်းကဦးနဲ့ကလည်းတိုင်ပင်ကိုတည်တာတည်တော့ ဒီ၃နဲ့ဒီ၅နဲ့ဖြစ်ခဲ့လို့အဲ့ဒီ၅ပိတ်တဲ့နှစ်ထဲမှာ၃နဲ့၅နဲ့စောင်းနာရဲ့ဘေးမှာငါကိုခွန်းဆိုတဲ့ကဏ္ဍတစ်ခွက်ကြတယ်ဒီ၃နဲ့ဒီ၅နဲ့ဖြစ်ခဲ့လို့အဲ့ဒီ၅ပိတ်တဲ့နှစ်ထဲမှာ၃နဲ့၅နဲ့ဒီလိုစောင်းနာရဲ့ဘေးမှာခွန်ကိုငါဆိုတဲ့ကဏ္ဍပတ်လေကြခဲ့တယ်၃ပိတ်တယ်၅ပိတ်တယ်၅ပိတ်တဲ့နှစ်ထဲမှာ၃နဲ့၅နဲ့စောင်းခဲ့လို့နော် သူ့ရဲ့ဘေးမှာငါကိုခွန်းဆိုတဲ့ကဏ္ဍပတ်လေဒါကြခဲ့ကြားခဲ့တော့ဒီစနစ်ခရရနေပြီးတော့ဒါဥနံ့ရဲ့ကစားကွက်တွေကိုနော်ဟုတ်လွန်ခဲ့တဲ့နှစ်ပွဲကျော်လောက်ကပဲတည်တည်ချာချာကိုရှင်းပြခဲ့ရှင်းပြခဲ့တာဘလို့ရှင်းပြခဲ့လဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းကိုဒီသုံးလုံးပေါင်းခြင်းကိုပဋိဒိတ်ကိုအဲ့ဒီကိုကလည်းဒီသုံးလုံးကိုကိုထဲလို့ဒီမှာကစားတယ် ကိုးပြီးတော့တခါဒီသုံးလုံးပေါင်းခြင်း၈ဒီသုံးလုံးပေါင်းခြင်း၈ပရိရှိဒီသုံးလုံးပေါင်း၈အဲ့၈က၈ထဲလို့ဒီမှာကစားတယ်။ဟုတ်ပြီဒါဆိုရင်ခုနကတော့ဒီမှာဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ပရိခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ခွန်ထဲလို့ဒီမှာကစားတယ်။ဒါ၉၈ခွန်ပြည်လန်းပေါ့နော်။အဲ့ဒီ၉၈ခွန်နဲ့ပတ်သက်ပြီးတော့ဘာတွေပြောခဲ့လဲဆိုတော့ဒီ၃နဲ့၅နဲ့ဖြစ်တာရဲ့နောက်တစ်နှစ်ဒီဘက်နှစ်မှာနော် 53နောက်တွဲအောက်ကဗရိတ်ကူးကနန်းဒီဒီမှာတကွက်ထွက်တယ်နော်နာနဲ့3နဲ့ဖြစ်လို့ဒီဘက်နှစ်က53နောက်တွဲအောက်ကဗရိတ်ရှိကနန်းဒီဒီမှာထွက်တယ်နော်အဲ့ဒါဒီ53နောက်တွဲဖြစ်လို့ဒီဘက်နှစ်က53နောက်တွဲရဲ့အောက်ကဗရိတ်ခွန်ကနန်းရှိချောက်တုံးဆိုတဲ့ကနန်းကလည်းမွေးကနန်းဖြစ်နေထွက်မယ်လို့ဒါဦးနိုင်ပြောခဲ့တယ်အဲ့ဒီလိုပဲအဲ့ဒီနှစ်ထဲမှာနောက်ထပ်ကကိုးဗရိတ် ဒီကိုဖြစ်ချင်းนี่จองเนาะโกปริกณันดิไอ้นี่เทียะ2กั่วถั่วมานอกตะกั่วดิงาแท้ดิณะลงโกดิณะลงขุนตุเบยะกณันดิไอ้นี่เทียะมาถั่วเดนอกตะคาไอ้โลเวไอ้นี่เทียะมางาแท้ดิณะลงโกดิณะลงขุนตุเบยะปริศิกณันดิไอ้นี่เทียะมาแลถั่วเดดาสุยิงตุเยออกกะกณันก็တော့ตะกั่วยะบิดาสุยิงดิมางาแท้ ီနှလုံးကိုဒီနှလုံးခွန်သူ့ရဲ့ဘေးရကဏ္ဍ64ဆိုတဲ့ကဏ္ဍလဲထွက်မယ်ဆိုပြီးတော့ရှစ်ချောက်သုံးရင်လေကိုလေးရတာဥနဲ့ပြခဲ့တယ်ပြခဲ့တော့အဲ့ဒီနေ့တည်းမှာအကယ်၍လိန်ပြီးထွက်မယ်ဆိုလို့ရင်ဗရိတ်ခွန်ကဏ္ဍသည်လေးခွက်ရှိတယ်656ရဲ့142ရဲ့863ရဲ့လေကိုလေးရအဲ့ဒါကြောင့်မို့ဗရိတ်ခွန်ကြိုက်တဲ့မိဆွေတွေကဒီလေးခွက်ကိုနှစ်ခွက်ထွက်မယ်ဆိုတော့ညာလေအနည်းဆုံးတစ်ခွက်လောက်ကတော့ထွက်နိုင်တဲ့ကြိုက်ရင်မွေးဆိုပြီးတော့ပြခဲ့တယ် ဟောမိဒါမွေးကနေပြခဲ့တဲ့ site ကိုပြန်ပြီးတော့ပြောပြအဲ့တော့ဒီပွဲမှာအခုဥနေကဘာကစားချင်တာလဲဆိုတော့ဒီ၃လုံးကိုဒီ၃လုံးကိုဗရိတ်ကိုဒီ၃လုံးကိုကိုထိတ်လို့ကစားလို့ကိုပြစ်ချင်းကစားခဲ့တဲ့အတွက်ဒီနေ့ထဲမှာကိုပြိတ်ဒီဒီမှာတစ်ကြိမ်နောက်တစ်ခါကိုပြိတ်ဒီဒီမှာနှစ်ကြိမ်၃ကြိမ်၄ကြိမ်တစ်နှစ်လုံးမှာမရှိတော့ကိုပြိတ်ဒီ လေးချိန်ကစားတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဖြစ်စဉ်ကိုတည်လိုက်တယ်ဒီသုံးလုံးပေါင်းရှစ်ဒီသုံးလုံးပေါင်းရှစ်ပဒိတ်ရှစ်ဒီသုံးလုံးရှစ်ရှစ်ထိတ်လို့ကစားလို့အဲ့ဒီနှစ်ထဲမှာရှစ်ပဒိတ်ဒီဒီမှာတစ်ချိန်ဒီမှာတစ်ချိန်နှစ်ချိန်ဒီမှာတစ်ချိန်သုံးချိန်နော်သုံးချိန်ပြီးတော့အခုဒီမှာတစ်ချိန်လေးချိန်လုံးဝမရှိတော့ဘူးလေးချိန်ကစားတယ်ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဒီသုံးလုံးကခွန်း ဒီသုံးလုံးကခွန်ဗရိတ်ကခွန်ဒီသုံးလုံးပေါင်းခြင်းကခွန်ခွန်ထိတ်လို့ကစားတယ်အဲ့လိုကစားတဲ့တော့ဦးနဲ့တော့ဒီနေ့ထဲမှာခွန်ဗရိတ်ဒီ၄ချိန်ကစားမှာဒါဒါဦးနဲ့ရဲ့မမအဖွဲ့ဝင်တွေကတော့လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကနေကဒါဦးနဲ့ရှင်းပြခဲ့တယ်နော်အဲ့ဒီခွန်ဗရိတ်၄ချိန်ကစားမဲ့အချိန်မှာနှစ်ဆမှာဒီမှာခွန်ဗရိတ်ဒီမှာတစ်ချိန်ထွက်တယ်နောက်တစ်ခါခွန်ဗရိတ်၂ချိန်ထွက်တယ်အဲ့ဒီအောက်မှာလုံးဝခွန်ဗရိတ်ဒီထွက်မလာသေးဘူးထွက်မလာသေးဘူးအဲ့တော့ဒီကနန်းက ကနန်းက3မိနစ်ကျန်တယ်ဗရိတ်ခွန်သည်2ချိန်ထွက်ရနော်ကနန်းသည်3မိနစ်ကျန်လေခွန်ဗရိတ်က4ကထွက်မယ်ဆိုတော့ဗရိတ်ကခွန်ဗရိတ်သည်ဒါ2ချိန်ကျန်တယ်ပေါ့နော်ခွန်ဗရိတ်2ချိန်ကျန်တယ်အဲခွန်ဗရိတ်2ချိန်ကျန်တဲ့ခဲကမှခွန်ဗရိတ်2ချိန်ကျန်တဲ့ခဲကမှအခုဥနိုင်ပြောသလိုပဲဒါဥနိုင်တို့ဒီ1 3 6 ဒဲ့ပေါ့နော်1 3ည6ဒဲ့ကိုပရမတော့ဒီပွဲမှာပန်ဩကနဲ့အဖြစ်နဲ့ဦးနိုင်ကကစားမလို့ပဲသို့တော့1 3ည6ထက်ကောင်းတဲ့ခွန်ပရိကနန်းတစ်ခွက်ကတွေ့ခဲ့တဲ့အတွက်ကိုဒါ1 3ည6ဆိုတဲ့ကနန်းကိုဦးနိုင်ကအရင်အဖြစ်နဲ့ဒါကစားလဲရတာပေါ့လေနော်အရင်အဖြစ်နဲ့ကစားလဲရတာအရင်ဆိုပေမဲ့လို့တော်တော်လေးကိုကောင်းပါတယ် တော်တော်လေးကိုကောင်းပါလေအဲ့တော့ဒီ136ကိုကြိုက်တဲ့မိတ်ဆွေတွေဒါခဏနေရင်နော်ဒါဥနဲ့နဲ့တူတူကစားကွက်ဘလောက်တည်အောင်ကောင်းလဲဆိုတာကိုဥနဲ့တည်တည်ချာချာရှင်းပြကဲဟုတ်ပြီအဲ့ဒီတော့ဒါဗရိတ်ခွန်နောက်တစ်ခုကဒါဥနဲ့တို့စီးလိုင်းနေတော့အကုန်အပြည့်စုံထည့်မပြတော့ဘူးပေါ့နော်ရှစ်ထိပ်နောက်ပေါင်းကိုဒီသုံးလုံးပေါင်းချင်းခွန်ကြောင်းဒီနေရာမှာခွန်ဗရိတ်လို့ကြိုက်တယ်ဒါကြားထဲမှာစီးကြောတွေအများကြီးရှိတယ်နော်အဲ့ဒီကနေပြီးတော့သွားလိုက် တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှင်းနှစ်ကိုးနှစ်ဆယ်နှစ်ဆက်တစ်ဆနှစ်ဆက်သုံးဆက်လေးနှစ်ချားလိုက်15နှစ်မြောက်မှာလဲတုံညာထိတ်နဲ့နောက်ပေါင်းခွန်နဲ့ခွန်ကြောင့်ဒီမှာလဲခွန်ပရဲလို့ကြိုက်နော်အဲ့ဒီကနေပြီးတော့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှင်းနှစ်ကိုးနှစ်ဆယ်နှစ်ဆက်တစ်ဆနှစ်ဆက်သုံးဆက်လေး15နှစ်နော်အဲ့ဒီမှာလဲတုံညာထိတ်နောက်ပေါင်းခွန် ဒီသုံးလုံးပေါင်းခွန်ရောက်လဲဒီနေရာမှာဗရိတ်ခွန်လို့ကစားမယ်နော်အဲ့တော့ခွန်ဗရိတ်တွေပြမှာဆိုနောက်ထပ်အများကြီးရှိတယ်ကြည့်အဲ့တော့ခွန်ဗရိတ်ကဒီလောက်ဆိုလုံလောက်ပြီပေါ့နော်အဲ့တော့ဦးနိုင်တို့တကစပြီးတော့အဲ့ဒီခွန်ဗရိတ်နဲ့ပတ်သက်ပြီးတော့တစ်တုံညာချက်ကိုဒီ line ထဲကနေဘာကြောင့်ထူရတယ်လဲဆိုတော့ဦးနိုင်ရှင်းပြမယ်နော်3ဘိတ်5ဘိတ်3လုံး5ရှိပေါင်း5အဲ့ဒီလိုဖြစ်ပြလာတဲ့ဒီ3လုံး9ဒီ3လုံး9ဗရိတ်9 နော်အဲ့ဒီဗရေကိုးပြီးရနေဒီသုံးလုံးကလည်းကိုးမှာကိုးထိတ်လို့ဒီမှာရိုက်တယ်အဲ့တော့ကိုးဖြစ်ချင်းဒီဒီမှာ2မျိုး3မျိုး4မျိုး5မျိုးကိုးဖြစ်ချင်း5မျိုးကစားတဲ့အတွက်ဒီနှစ်ထဲမှာကိုးဖြစ်ချင်း5မျိုးကစားတဲ့အတွက်ဒီသုံးလုံးပေါင်းကိုးဒီသုံးလုံးပေါင်းကိုးသူ့အပေါ်မှာဗရေကိုးကိုပြချင်း9မျိုးကစားတဲ့အတွက်ဒီလိုကိုဒီလိုကိုလို့ထောက်မယ်ထောက်ပြီးတဲ့ဒီနေရာမှာလဲကိုပရိတ်လို့ဖြစ်ရမယ်ဖြစ်ပြီးတဲ့နဲ့သူ့အောက်မှာနှစ်ပရိတ်လို့ပုံသေးထည့်ထားခဲ့မယ် ထည့်ထားခဲ့လိုက်တဲ့ဒီကိုပရိကဏနှစ်တုံညာခွန်သည်တနှစ်နှစ်နှစ်သုံးနှစ်မြောက်တယ်မှာအဲ့နှစ်တုံညာခွန်ကတည်းထွက်မှာဒီနှစ်တုံညာခွန်ကနှစ်တုံညာခွန်လို့ဒီမှာတည်းထွက်မှာနော်မျက်စိမလည်နဲ့နော်ဖြည်းဖြည်းချင်းကြည့်လိုက် ကိုဖြစ်ချင်းငါမျိုးကစားခဲ့လို့ဒီသုံးလုံးကိုကိုဒီလိုကိုလို့ထောက်ပြီးတော့ဒီမှာလဲကိုပရိလို့ဖြစ်တဲ့ကဏ္ဍဒီဒီနေရာမှာတည်းထွက်မှာထွက်မဲ့ချိန်မှာသူကဒီမှာဗရိတ်နှစ်လို့ပုံသေးခံခဲ့တယ်အဲ့ဒီဗရိတ်နှစ်ဒီ ဒီ၄ရဲ့ဒီ ग् ွားရဲ့၄တစ်ခွန်နှစ်ရှေပေါင်းတင့်နဲ့ရှေပေါင်းတင့်နဲ့၄လုံးပေါင်းနှစ်ဒီ၃လုံးနှစ်ကိုဒီ၄လုံးနှစ်လို့ဒီပရိတ်နှစ်ကိုအဲ့ဒီလို၃လုံးနှစ်၄လုံးနှစ်လို့ဖြည်တာရဲ့အောက်ကိုဒီကိုပရိတ်ကမလာထွက်တယ်ထွက်တော့နောက်တစ်ခုကဒီမှာနော်ဒီဖြစ်စဉ်လေးကိုတည်ပြီးတော့ねဒီ၃လုံးပေါင်းခြင်း၉နှစ်ပင်ကျော်နောက်ပေါင်း၉လို့ထည့်တဲ့အတွက်၉ဖြစ်ရှင် နှစ်မျိုးကစားတဲ့အတွက်အဲ့ဒီကိုးဒီဒီသုံးလုံးပေါင်း6ဒီ၄လုံးပေါင်းချင်း6လို့နှစ်ခါပြန်ထောက်မယ်သုံးလုံး6ကို၄လုံး6လို့ထောက်မယ်ထောက်ပြီးကြနဲ့ဒီကိုးပရိကနဒီမှာကစားဖို့အတွက်ဒီနှလုံး6လို့ပြန်ထည့်ပြီးတော့မှဒီမှာထွက်တယ်အဲ့တော့ထောက်ချက်ဒီ၃မျိုးကစားတာထောက်ချက်က၃မျိုးကစားတယ်ဒီကိုးကဒီကိုးကြောင့်ဒီကိုးကိုဒီ၄လုံး6လို့ထည့်တယ်ဒါကထောက်ချက်တစ်မျိုးဒီပရိနှစ်ကြောင့် 3လုံးပေါင်း2ကို4လုံးပေါင်း2လို့တမျိုးထောက်တယ်။နောက်တစ်ခုကိုးဖြစ်ခြင်းကြောင့်ကိုးပရိကဏ္ဍဒီမှာထွက်မဲ့အချိန်မှာဒီနှလုံးကိုးလို့တခါထောက်မယ်ဆိုတော့၃ချက်ထောင်းတယ်ဒီကဏ္ဍလေးတစ်ခွက်ကဒဲကြဒါကပထမတစ်ကက်ဒါဆိုရင်ကောင်းပြီဒုတိယအကက်မှာ၃နောက်ပိတ်၅နောက်ပိတ်ရှေးပေါင်းက၃လုံး၅လို့ကစားတယ်အဲဒီ၃လုံးပေါင်းရှေးဒီ၃လုံးပေါင်းရှေးပဋိရှိအဲ့ဒီရှေးကိုလည်း ဒီသုံးလုံးပေါင်းရင်ရှစ်လို့ထည့်ပြီးတော့ဒီမှာရှစ်ထည့်လို့သူကစားတယ်ကစားတော့ရှစ်ဖြစ်ရှင်းက2မျိုး3မျိုး4မျိုး5မျိုးကစားတယ်ရှစ်ဖြစ်ရှင်း5မျိုးကစားလို့ဒီနေ့ထဲမှာရှစ်ဖြစ်ရှင်းကြောင့်ဒီသုံးလုံးပေါင်းရင်10ဒီသုံးလုံးပေါင်းရင်10သူ့အပေါ်မှာလည်းပရိရှစ်လို့သူထွက်သွားတယ်နော်ဒီသုံးလုံး10ဒီသုံးလုံး10ပရိရှစ်လို့ထွက်တဲ့သူ့အောက်မှာနှစ်ပရိပုံတွေထောက်လိုက်တဲ့ဖြစ်စဉ်ကြောင့် ဒီရှစ်ဒီရှစ်ပရိရှစ်ဒီဒီကနန်းဒီတနစ်နှစ်နှစ်သုံးနှစ်မြောက်တဲ့မှာဒဲထွက်တယ်ဒီ64ဆိုဒဲထွက်တော့မဲ့အချိန်မှာဒီပရိနှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းနှစ်ဒီလေးလုံးပေါင်းခြင်းနှစ်လို့တခါထောက်တယ်ထောက်ပြီးတာနဲ့ဒီသုံးလုံး9ကနောက်ပေါင်း9လို့ဖြစ်ခဲ့လို့ဒီသုံးလုံး9ကိုဒီလေးလုံးပေါင်းခြင်း9လို့သူထောက်တယ်ဒါနှစ်ချက်ထောက်ပြီအဲ့ဒီတော့ပထမပြောခဲ့တယ်လို့ပဲ ရှိဖြစ်ခြင်း၅မျိုးထောက်လို့ဒီရှိဒီရှိဒီပရိရှိကဒီမှာကြားတော့မဲ့အချိန်မှာလဲဒီနှလုံးပေါင်းခြင်းရှိလို့ထောက်ပြီးတော့မှဒါကပြန်ကြတယ်ထောက်ချက်၃မျိုး ਨੇ လူကြတယ်ပေါ့နော်ကောင်းပြီဒါဆိုရင်ဥနဲ့တို့ဒီမှာတတိယကံမှာ၃ဘိ၅ဘိရှိပေါင်းကဒီ၃လုံးပေါင်း၅လို့ဖြစ်တယ်ဖြစ်တော့ဒီ၃လုံးခွန်ဒီ၃လုံးခွန်ပရိခွန်အဲ့ဒီခွန်ဒီ ဒီတုံးလုံးပေါင်းခွန်းလို့ကစားပြီးတော့ဒီမှာခွန်ထိတ်လို့ထည့်ထည့်တော့ခွန်ဖြစ်ချင်း၅မျိုးကစားတဲ့အတွက်ဒီနေ့ထဲမှာနော်ဒီနေ့ထဲမှာဒီတုံးလုံးခွန်ဒီတုံးလုံးခွန်သူ့ပေါ်မှာလဲဗရိတ်ခွန်သူ့အောက်မှာလဲနှစ်ဗရိတ်ကပုံတည်ထောက်လိုက်တဲ့အတွက်ခွန်ဖြစ်ချင်းကြောင့်သုံးလုံးခွန်သုံးလုံးခွန်ဗရိတ်ခွန်လို့ဖြစ်တဲ့ဒီတစ်တုံညာ6ဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မှာဒဲထွက်မှာဒဲထွက်တော့မဲ့အချိန်မှာဒီဗရိတ်နှစ်ကြောင့် ဒီ၃လုံးပေါင်းခြင်းက1ဒီ၄လုံးပေါင်းခြင်းက1လို့ဖြစ်တာရဲ့အောက်ကိုထွက်မယ်ဒါကထောက်ချက်ကတစ်မျိုးနောက်တစ်မျိုးကကြတော့ဒီ9နဲ့ရှေ့ပေါင်း၄နဲ့9ကြောင့်နောက်ပေါင်း9လို့ဖြစ်ခဲ့တဲ့အတွက်ဒီ၃လုံးပေါင်းခြင်းက9ဒီ၄လုံးပေါင်းခြင်းက9လို့တစ်ချက်ထောက်တယ်နော်နောက်တစ်ခုကကြတော့ဒီ၃လုံးခွန်းဒီလိုခွန်းပရိတ်ခွန်းဒီမှာထွက်တော့မဲ့အချိန်မှာဒီနှလုံးခွန်းလို့ ထောက်ပြီးတော့မှထွက်ရမှာဆိုတော့ဒါထောက်ချက်၃မျိုးနဲ့ပေါ့နော်ဒါ1 3ည6ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုဒဲပေါ့နော်ဒဲပို့ထိုးလိုက်ပေါ့နော်အဲ့တော့ပရမဖြစ်စင်မှာဒါဦးနှံတို့ကိုးဖြစ်ရှင်ဒီကစားကြတဲ့အတွက်ကို၃လုံးပေါင်း၉ဒီ၃လုံးပေါင်း၉ကိုကိုလို့ထောက်ပြီးတော့ဒီမှာလဲကိုပရိဖြည့်ရမယ်ကိုဖြည့်ရှင်းတော့ကိုကကိုလို့ထောက်ပြီးကိုပရိကဏ္ဍဒီဒဲထွက်တယ် ထွက်တော့မဲ့အချိန်မှာဒီအောက်မှာထားခဲ့တဲ့ဗရိတ်နှစ်ကြောင့်ဒီ၃လုံးပေါင်းနှစ်ကို၄လုံးပေါင်းနှစ်လို့ဖြစ်တဲ့အောက်ကိုထွက်မယ်ပြီးတော့မှဒီမှာထားခဲ့တဲ့ဒီ၃လုံး၉ကိုနောက်ပေါင်း၉လို့ထည့်တဲ့အတွက်ကိုဒီ၃လုံးပေါင်း၉ကို၄လုံးပေါင်းချင်း၉လို့ပြန်ထည့်တယ်ဗရိတ်၉ထွက်ဖို့အတွက်ကိုဒီနှလုံး၉လို့ထောက်တယ်ဒါ၃ချက်ညီးတယ်ဒုတိယကမှလည်းအဲ့လိုပဲရှစ်ဖြစ်ချင်းကြောင့်ဒီ၃လုံး၈ကဒီ၃လုံး၈လို့ဖြစ်တယ်သူ့အပေါ်မှာလည်းဗရိတ်၈လို့ဖြစ်တယ် ီကနန်းဒီတနေ့နှစ်နှစ်သုံးနှစ်မြောက်မှာဒဲပဲထွက်တယ်ထွက်မဲ့အချိန်မှာလဲသူကနှစ်ပရိတ်လိုပဲထောက်ထားခဲ့တယ်ထောက်ထားခဲ့တဲ့အတွက်ကိုဒီသုံးလုံးပေါင်းနှစ်ကိုလေးလုံးပေါင်းချင်းနှစ်လို့ထောက်ပြီးတော့မှသူ့အောက်ကိုထွက်တယ်ဒီသုံးလုံးပေါင်း9ကနောက်ပေါင်း9လို့ကစားခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်း9ကိုဒီလေးလုံးပေါင်းချင်း9လို့ထောက်ပြီးတော့မှထွက်တယ်နော်ရှစ်ဖြစ်ချင်းကြောင့်ဒီနှလုံးရှစ်လို့လဲနောက်တစ်ချက်ထောက်ပြီးတော့မှ ထွက်တယ်အဲ့တော့ကိုးပရိတ်လည်းပြီးပြီရှစ်ပရိတ်လည်းပြီးပြီကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာဖြစ်စဉ်ကိုတည်လိုက်တယ်ခွန်ဖြစ်ချင်း၅မျိုးကစားခဲ့တဲ့အတွက်ဒီနှစ်ထဲမှာလည်းနော်ဒီ၃လုံးပေါင်းခွန်ဒီ၃လုံးပေါင်းခွန်သူ့ဘောမှာလည်းပရိတ်ခွန်လို့လုံးဝဂေါလီနိုင်တယ်ဆိုပေမဲ့လို့လှလှပပကြကြနာနာကိုသူကကစားထားတာအဲ့ဒီတော့ဒီ၃လုံးခွန်ဒီ၃လုံးခွန်ခွန်ပရိတ်လို့ဖြစ်တဲ့အပြင် သူ့အောက်မှာလဲနှစ်ပရိတ်လိုကစားတဲ့အတွေ့တိတုံညာ6ဆိုတဲ့ကနန်းဒီတနှစ်နှစ်နှစ်3နှစ်မြောက်တဲ့မှာဒဲထွက်ရှင်တာထွက်ရှင်တော့ဒီပရိတ်နှစ်ကြောင့်ဒီ3လုံးပေါင်းခြင်းဟာနှစ်ဒီ4လုံးပေါင်းခြင်းဟာနှစ်နော်ဒီ3လုံးပေါင်းကိုကိုနောက်ပေါင်းကိုလို့ထည့်ခဲ့လို့ဒီ3လုံးပေါင်းခြင်းကိုကိုဒီ4လုံးပေါင်းခြင်းကိုလို့ထည့်လိုက်တဲ့အတွေ့ထောက်ချက်2မျိုးဖြစ်တဲ့အပြင် ခွန်ဖြစ်ချင်းကြောင့်ဒီနှလုံးခွန်းလို့ထောက်ပြီးတော့မှဒီနေရာလေးမှာတစ်တုံညာ6ဆိုတဲ့ကဏန်းကိုဒါဥနိုင်ကဒက်ထွက်ရှင်တာပေါ့လေနော်ပထမအကတ်မှာလဲသူကကိုးပရိကိုဒဲထွက်တယ်ဒုတိယအကတ်မှာလဲဒဲထွက်တယ်ဒါအခုတတိယအကတ်မှာလဲဒဲထွက်ရှင်တာပေါ့နော်တစ်တုံညာ6ကိုတစ်တုံညာ6လို့ပဲဥနိုင်ကရေးပြပေးတာလေအကယ်၍ တည်တုံည6ကိုကြိုက်တဲ့မိတ်ဆွေတွေကအာပါပါတော့ရန်ထိုးလိုက်ပေါ့ဗျာနော်သုံးသက်စီမှာကို့လှည့်ကြတော့ဒဲမဆွဲပဲနဲ့လှည့်ပြီးထွက်မယ်ဆိုရင်လေဒါအာလိုက်တဲ့ဟာလေးကအကျိုးရှိသွားတာနော်အဲ့တော့ပြီးခဲ့တဲ့ဘွဲမှာဒီ line တွေကနေပြီးတော့နော်တတိယ organ တလေးလေးဆိုတဲ့ကဏန်းကိုလုံးဝတလေးလေးဆိုတဲ့ကဏန်းထွက်ခဲ့ရင်ကတော့ဒီကဏန်းကိုဒါလုံးဝပါ organ ဖြစ်နေကို special ကိုအော်မလို့ပဲ။ဘာဖြစ်လို့လဲဆိုတော့သူက ဒီပရိနှစ်ကြောင့်ဒီကနန်းကဒီမှာထွက်တော့မယ်ဆိုရင်သူကဒီပရိနှစ်လေးခံလာတာအဲ့ဒီပရိနှစ်ကြောင့်ဒီသုံးလုံးပေါင်းနှစ်ကိုဒီလေးလုံးပေါင်းခြင်းနှစ်လို့ဖြစ်တဲ့အချိန်သူလေးနောက်ပိတ်နော်ဒုတိယကမှလည်းအဲ့လိုပဲဒီပရိရှိကဒီမှာထွက်တော့မယ်အချိန်မှာဒီပရိနှစ်လေးခံလာခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းနှစ်ကိုဒီလေးလုံးပေါင်းနှစ်လို့ဖြစ်တဲ့အချိန်မှာဒီနေရာလေးမှာလေးနောက်ပိတ်နော်တတိယကမှလည်းအဲ့လိုပဲ ဒီဒီတစ်တုံညာ6ဒီနေရာမှာသူထွက်တော့မယ်ဆိုရင်ဒီပဒိန်နှစ်ခံထားကြတဲ့အတွက်ဒီသုံးလုံးပေါင်းနှစ်ကလည်းထည့်ထားတယ်ဒီမှာရှေးပေါင်းကခွန်ခွန်ဆိုတော့နှစ်ဖြစ်အောင်ရှေးပေါင်း9လို့ဖြစ်ရရှေးပေါင်း9နဲ့သူက၄နောက်ပိတ်ဆိုတော့ကျတော့ဒါတစ်လေးလေးဆိုပြီးဦးနိုင်ကတခြားလိုင်းနေနေရောပေါ့တတိယ organer ထုတ်ခဲ့တယ်ဘာလို့လဲဆိုတော့ဒီမှာ6ထိပ်စီ6ထိပ်စီပြီးတော့ဒီမှာ3ညာထိပ်စီ3ညာထိပ်စီပြီးတော့ဒီမှာ1ထိပ်စီ တိတိစီနဲ့ရှိပေါင်းကဆိုတိလေးတွဲသူ၄နောက်ပိတ်ဆိုတိလေးလေးကိုဒါတတိယ organ ထုတ်ခဲ့တယ်သို့တော်သူက၄မပိတ်ခဲ့တဲ့အတွက်တိတုံည6ကိုတော့ပန် organ အဖြစ်နဲ့ဥနေကမကစားတော့ပဲနဲ့ဒါအယံကနန်းနဲ့မှထည့်ပြီးတော့ကစားလိုက်တာဖြစ်တယ်အဲ့တော့တိတုံည6ကိုကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပါမကြိုက်ရင်လည်းမထိုးနဲ့ပေါ့ဗျာနော်ဒါဥနေကတော့ဒီဘွဲမှာအကြိုက်ဆုံးပါ organ ဒီ ဘရိတ်ခွန်ကနန်းကိုဩတယ်ပေါ့နော်ခွန်ဘရိတ်ကနန်းကိုဩတယ်သို့တော်ဒီတိတုံညာ6ဆိုတဲ့ကနန်းကလည်းလွတ်ထားလို့မရဘူးဒါကြောင့်ဒါအရန်ကနန်းထဲမှာထည့်ပြလိုက်တယ်ပေါ့နော်ကြည့်ဟုတ်ပြီအဲ့တော့မင်္ဂလာပါဦးနိုင်အော်မင်္ဂလာပါဗျာနော်ကြည့်အဲ့တော့ပရမလိုက်မှာတော့ဦးနိုင်ကနန်းသုံးခွဲ့ပြခဲ့တယ်နော်အခုဒုဒုတိယလိုက်မှာတော့အခုဒါဥနဲ့1336တကောပဲပြမယ်ဗျာနော်အဲနောက် ။ဟောတစ်ထွင်ထိုးခြင်းနဲ့မိတ်ဆွေတွေဒီပွဲမှာတစ်ထွင်ကိုထိုးလိုက်ပေါ့နော်။ဘာဖြစ်လဲဆိုတော့2018ခုနှစ်ထဲကခွန်6တုံညဆိုတဲ့ကဏ္ဍတကွန်းနဲ့အခုထွက်သွားတဲ့145ဆိုတဲ့ကဏ္ဍတကွန်းနဲ့ပေါင်းလိုက်လို့ရင်နော်ခွန်နဲ့၄နဲ့ပေါင်းတာ1 6နဲ့5နဲ့ပေါင်းတာ1တုံညနဲ့1နဲ့ပေါင်းတာ1ပေါ့တိဖြစ်ရှင်တိထွင်ဖြစ်နေတဲ့အတွက်ကိုဒီဘက်မှာတိထွင်ကစားလို့ရတယ်ပေါ့နော် ောက်နေမမာအဖွဲ့ဝင်နေရတော့16ကြိမ်လုံးကအဲ့စနစ်တင်တဲ့ကစားကြတယ်ဆိုတော့တီးပြီးသားတွေပဲနော်အဲ့တော့တစ်ထိုင်ကလည်းတတိယလိုက်မှာအားရင်ဥနဲ့ပြပေးမယ်နော်တတိယလိုက်ကြရင်ကတော့ဥနဲ့ကဒီ1-3ခုံးဆိုတဲ့ကဏန်းလေးကိုပြပေးမှာဖြစ်တယ်ပေါ့နော်ဒါအခုလောလောဆယ်တော့ဥနဲ့ကဥနဲ့ရဲ့ပအော်ဂနန်ကြိုက်တဲ့မိတ်ဆွေတွေလည်းလိလာခြင်းနဲ့ဆိုရင်လှမ်းလာခဲ့ပေါ့ဗျာခွန်ပရိတ်ကိုဩပါတယ်လို့နော် ဒီဘွဲမှာလုံးပိုင်းကတော့အဦးနိုင်ကမကစားတော့ဘူးပေါ့နော်ပရိတ်ခွန်နှစ်ကြိမ်ကြံနေတဲ့ထဲမှာမှာဒီဘွဲမှာခွန်ပရိတ်ကိုပန်ဩကနေဖြစ်နေကစားပါတယ်အဲ့ဒီခွန်ပရိတ်သေးကုန်မှာနော်လုံးဝအာရံမလို့တဲ့ဒဲတစ်ခွက်ကိုပဲအခု1 3ည6လို့ပုံစံမျိုးပေါ့လေလုံးဝအာရံမလို့တဲ့ဒဲတစ်ခွက်ကိုပဲဒီဘွဲမှာပန်ဩကနေဖြစ်နေစိတ်ကြိုက်ကစားပါတယ်စိတ်ကြိုက်နော်အဦးနိုင်စိတ်ကြိုက်လို့ပြောထားတယ် နော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေလန့်လာခဲ့ပါမယ်နော်အကယ်၍တို့တို့ကတို့ကဒီဒီမှာလေဒါလေးတတိယလို့ပြလိုက်ပါဦးမယ်ဒီမှာကိုနောက်ပိတ်လေးချက်ကစားတာကစားတော့ဒီနှစ်ထဲမှာနော်ပထမကိုနောက်ပိတ်လို့ကြားတဲ့နှစ်ထဲမှာသူကဘယ်နေရာလေးမှာကစားတာလဲဆိုတော့ဒီနေရာလေးမှာနော်ဒီတိတုံညာ6အကယ်မှာဒီတုံညာခါကြတာနဲ့တိတုံညာဒီတိတုံညာရှည်ရွေးဟာတိတုံညာရှည်ရွေးလို့ကြားတယ်နော်ရှည်ရွေးဟာရှည်ရွေးလို့ကြားတယ် ဲနောက်နောက်ပိတ်ကိုနောက်တစ်ခုထည့်ပေးမယ်နော်နောက်တစ်ခါဒီမှာကိုနောက်ပိတ်လို့ကြတော့အဲ့ဒီနေ့ထဲမှာ၃ညခါလို့ကြရောကြတော့ကြတော့ကို၃ညရှိရွေးရလဲကို၃ညလို့ပဲရှိရွေးကြတယ်နောက်တစ်ခါဒီမှာကိုနောက်ပိတ်လို့ဖြစ်တော့ကြအဲ့မှာ၃ညခါလို့ဒီမှာကြအောင်ပါဒီနန်းလေးမှာဟော၃ညခါလို့ကြတော့ငါ၃ညကလည်းငါ၃ညလို့ပဲသူကကြတယ်ကောင်းပြီဒါဆိုရင်အခုဒီမှာ2025ပါဒီ၃ညခါကြတော့ကလည်းမကြခဲ့ဘူး နောက်တကဒီတုံညာခါကြတော့ကလည်းမကြခဲ့ဘူးအဲ့မှာတုံညာပျောက်သွားတာပျောက်သွားတော့အကယ်၍ဒီမှာများတုံညာခါလို့ကြားခဲ့ရင်ဒီတစ်တုံညာကတစ်တုံညာလို့ရှိတယ်တွဲလိုက်နောက်ဘက်ကတကွက်သေးပဲเนาะအဲ့ဒီကြားရင်